ံမြန်မာစကားမှာအတန်ထွက်ပုံနဲ့ကွဲလွဲမှုရှိတာကိုကျွန်တော်တို့ပြောခဲ့ပြီးပါပြီ။အထူးသဖြင့်ကတော့ကာကြီးသက်အတန်နဲ့ငါသက်အတန်တို့ကိုအတန်ထွက်ပုံဟာတော်တော်လေးကွဲပြားတာကိုတွေ့ရပါတယ်။ကာကြီးသက်အတန်ကွဲပြားတာကိုအရင်နားထောင်ကြည့်ကြရအောင်ပါ။ကြက်သားဝက်သားကိုသူတို့အတန်ထွက်ပုံဟာကျွန်တော်တို့ဆံအတန်ထွက်နဲ့အနည်းငယ်ကွဲပြားတာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော်ဝက်သားနဲ့သားရဲပါလေဝက်သားဟုတ်ကဲ့ခင်ဗျကြက်သားတို့ဝက်သားတို့ငါတို့ပါလေအဲ့အော့အိုက်ဆိုပြီးတော့ ကတ်သက်အတန်၃မျိုးရှိတဲ့အနက်မှာအောက်နဲ့အိုက်မှာရောဒေတာအတန်အတွက်ဟာဆန်အတန်အတွက်နဲ့မကွာခြားပေမဲ့အဲ့ဒါအတန်တွေဖြစ်တဲ့ဆော့ဆော့ကဝက်သားကြက်သားတွေမှာတော့တိတိတသား꿰ပြပါဗါးအခုလိုအတန်အတွက်မတူတာနဲ့ပတ်သက်ပြီးတော့ဆရာကြီးဦးထွန်းတင်ကတတဗေဒအမြင်နဲ့အခုလိုသုံးသပ်ထားပါဗါးအဆိုတဲ့အတန်ထက်တာဟာကျွန်တော်တို့မှန်းဆကြည့်ရတာပေါ့ဗျာစဉ်းစားကြည့်ရတာပေါ့နောက်သုတေသနအနေနဲ့အဲဆိုကြည့်ရွကြည့် လေးလာကြည့်တဲ့အခါကျတော့အဲ့ဒီအဲ့ဆိုတဲ့အပန်တဲ့အပ်ဆိုတဲ့အတန်ကများဟိုရင်းရကြသလားပေါ့အကောအကတဲ့အကောလေးအပ်ဆိုတဲ့အတန်လေးကရင်းရကြသလားလို့အောက်မြဲတယ်ရောရဲ့အတန်ကမူလအတန်ရင်းမြစ်အတန်ဖြစ်ပြီးဆန်အတန်အတွက်ကတော့ပြည့်ရင်းလာတဲ့အတန် ပြောင်းလဲလာတဲ့အတန်အတွက်တောင်ဖြစ်နိုင်ပါတယ်လို့ဆရာကြီးဥထွန်းတင်ကပြောပါတယ်။ဆရာကြီးအနေနဲ့ဘာကြောင့်အဲ့လိုယူဆပါသလဲလို့မေးရမှာတော့ဆရာကြီးကအခုလိုပြောပြပါတယ်။ဘာကြောင့်လဲဆိုတော့ကဒီဟာအာကောင်မြို့ဆွဲနေရမှာဖြစ်တယ်ပေါ့။ကဝဲပေါ့ဗျာ။ကဝဲကအာကောင်မြို့မှာဖြစ်တယ်။ကဒီကအာကောင်မြို့မှာဖြစ်တယ်။အဲ့တော့အာကောင်မြို့မှာဖြစ်တယ်။ငါကလည်းအာကောင်မြို့နဲ့နာတယ်ပေါ့။ကျွန်တော်တို့ရှာနဲ့အာကောင်ကိုစမ်းကြည့်လိုက်ရင် ရှေ့ပိုင်းကအမာဖြစ်ပြီးနောက်ပိုင်းကအပြော့ဖြစ်ပါတယ်။နောက်ပိုင်းအာကောင်အပြော့နေရာကိုအာကောင်ပြော့လို့ခေါ်ပြီးရှေ့ပိုင်းအာကောင်အမာနေရာကိုအာကောင်မာလို့ခေါ်ပါတယ်။ကာကြီးတန်ဟာအာကောင်ပြော့မာဖြစ်တယ်လို့ဆောဆောကဆရာကြီးဦးထွန်းတင်ကပြောပါတယ်။အဲ့ဒါကဘာကိုဆိုလိုသလဲဆိုတော့ကာကြီးတန်ကိုကျွန်တော်တို့ရွတ်ဆိုတဲ့အခါမှာကျွန်တော်တို့ရှာနဲ့အာကောင်ပြော့နေရာကိုထိပြီးတော့ရွတ်ဆိုတာကိုဆိုလိုပါတယ်။ဒါကြောင့်ကာကြီးတန်ဟာအာကောင်ပြော့နေရာမှာဖြစ်တယ်လို့ဆရာကြီးကပြောတာပါ။ အဲ့ဒီအာကောင်ပြော့မှာထွက်တဲ့ကာကြီးသက်အတန်နဲ့ငါသက်အတန်နှစ်မျိုးမှာရောနဲ့ဆံမြမာစကားအတန်ကွဲပြားနေတာကိုဆရာကြီးဦးထွန်းတင်ကအခုလိုရှင်းပြပါဗျာ။ကျွန်တော်တို့မှာအဲ့ဒီအတန်နှစ်တန်ဟာခါဘောအတတ်သက်ဆိုအအင်္ဂသက်ဆိုအံဒီမှာဆံတန်ကမှာအဲ့အဲလို့ပြောတဲ့ဟာကိုရောတန်လေးကအအင်္ဂလို့ပြောပါတယ်အတတ်သက်အအင်္ဂသက်အံဆရာ ရောရမဟုတ်ရခိုင်မလည်းဒီလိုပဲရခိုင်ကလည်းဒီတိုင်းပဲဒါပေမဲ့ရခိုင်မှာဖတ်ကြည့်ကြရလို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအတန်လိုပါပဲအချို့ရခိုင်တွေကထတ်တူပါပဲအချို့ရခိုင်တွေကလည်းလည်း꽌တယ်ပေါ့ရောသားမှာတော့အကူပဲပြောတာပဲရခိုင်တွေကအဆောရရှိတယ်ဟောက်ခွေးတော့အဲ့လိုနည်းနည်းအတန်လေးပြောင်းပြောတာလည်းရှိတယ်တုံးတဲ့ကောင်မဲတဝဲလို့ပါလို့မှလည်းအဲ့ဒီအတန်မျိုးပဲအဲ့မဟုတ်တာသိကြတယ် အပ်လို့ပြောတာပဲဒါမှအပ်ဆိုမဲ့အဲလိုလိုပါလိုလိုအတန်လေးနဲ့နဲ့ပြောင်းတဲ့ဘောတော့ရှိတယ်။ဒါအပ်လို့ပြောတော့ဗျာ။အဲ့တော့ဒါယောဒာမှာအပ်။သူကအာကောင်ပြောဆွေနေရတနည်းနဲ့အာကောင်မှာဒီနောက်ပိုင်းကြာကြတွေကနေအတန်ထွက်တာပေါ့။ကကအဲ့မှာထွက်တာကိုကခါကကငါမကငါကအဲ့မှာဖြစ်တဲ့ခါကြတော့ကတဲ့ဆိုရင်အပ်ငါတဲ့ဆိုရင်အမ်ဒီလိုပြောတယ် အဲ့ဒါဟာပို့ပြီးတော့သဘာဝတရားလို့ကျွန်တော်အဲ့လိုယူဆပါတယ်။ကာကြီးတန်ဟာအာခေါင်ပြော့မှာဖြစ်တဲ့အတွက်ကာကြီးအသက်ကိုလည်းအာခေါင်ပြော့မှာရွတ်ဆိုတာက ပို့ပြီးသဘာဝကျတယ်လို့ဆရာကဆိုပါတယ်။ယောမှာပြောတဲ့ဝတ်သားတက်သားဟာအာခေါင်ပြော့နေရတဲ့ရွတ်ဆိုတာဖြစ်ပါတယ်။ကျွန်တော်တို့ဆံမြန်မာစကားမှာရွတ်ဆိုတဲ့ဝက်သားကြက်သားကတော့အာကောင်မာနီယာကိုရှာလင်နဲ့ထောက်ပြီးတော့ရွတ်ဆိုတာဖြစ်ပါတယ်။အဲ့ဒါလေးကို ကျွန်တော်တို့ကအတန်ကိုရှေ့ကိုပြောင်းယူလိုက်တဲ့ခါကျတော့အခရအတန်ကိုဒီစာမျက်နှာမှာပြောတဲ့ခါကျတော့ S ဆိုပြီးတော့ပြောတယ် S ဆိုပြီးတော့ပြောတာကနည်းနည်းလေးရှေ့ကိုတိုးပြီးတော့အာကောင်ပြောမှာမဟုတ်ပဲနဲ့အာကောင်မှာတော့မှလာပြီးတော့ပြောလိုက်တာအလေလောက်ကိုတိုးတိုးလိုက်တာတနည်းအားဖြင့်ဒီနောက်ကနေရှေ့နှာကိုနည်းနည်းတိုးလိုက်တာအဲ့တော့အာကနဲ့ S ဖြစ်တယ်အာကနဲ့ S လို့ के द्वारी दो ऐसी कहा मती ये बेली योगा रे सस्ता से डांसी का योगा ने ऐसा चंद्र योग योगा ही तो रे खाचा रो आगो योगा रा रो तो डली दे अमन लोए दे अमा आगा दसो आप खावे का दसो खा लगा दसो लक बोले लक तो वाक तो खा तो प्यार तो सरिया योगा रे आये योगा ने योगा दिल दे तमे ऐ तो के तो ले तो वो तो योगा रे आ ဒီရှိကိုနည်းနည်းလေးတိုးပြောတာခက်တယ်။ဒါပေမဲ့တိုးပြောပြီးတော့ကျိုးသွားပြီးတော့အဲ့ဒါတိုးဆန်းကြည့်ရင်အဲ့ဒီမှာမရပဲနဲ့ဟိုဟိုရှိအထိရောက်သွားပြီးတော့တွားရင်းထိရောက်သွားတယ်ဗျာ။ရောက်သွားတဲ့ခါကျတော့စတဲ့ပြန်ဖြစ်သွားတယ်။အဆိုရှင် is the have you feel ။ဒါကြောင့်မို့ကျက်သားဆိုရင်ရောဒန်နဲ့ပြန်ချောင်းသား။ဒါပေမဲ့လည်းလေကျွန်တော်အောက်ပြောက်သားရဲ့အပြန်ဆန်းတယ်ပြောရင်ကျက်သားလို့ပြောတာခက်ပြီးတော့ စတတ်တန်ရောက်တော့จิตသားတော့ဝိသားတော့လက်တော့ခင်တော့ဒါတွေပါစစ်ဖြစ်ကုန်တော့ငါတဲ့အတန်မှာလဲကျွန်တော်တို့ဆံမြမစကားမှာထွက်နေတဲ့အတန်နဲ့ရောသံမတူပါဘူးဘလို့ क्वे ပြသလဲဆိုတာကိုတို့ရရှင်တို့မှတ်မိအောင်ရောသူကြီးဒေါ်တန်းမေရဲ့အတန်ကိုပြန်နှားထောင်ကြည့်ကြပါအောင်ခင်ဗျာဒီဘင်းလေးကျတော့ဒီဒွမ်းကိုခေါ်ရဒီဒွမ်းကိုခေါ်ရစနွင်းရောဟန်ဟန်ခဲ့တယ်လားဟုတ်တယ်ဟုတ်တယ်အဲ့ထဲမှာထည့်တယ်စနွမ်းမုံပလင်းကိုလည်းပလန်းကိုခေါ်ရပလန်း ဒေါ်သမီးရဲ့ငတ်သက်အတန်တွေကိုအတန်ထွက်ပုံဖြစ်ပါတယ်။ရောနေသားဖြစ်တဲ့ဆရာကြီးဦးထွန်းတင်ကသူတို့ရောဘက်ကအတန်နဲ့ကျွန်တော်တို့ဆန်မြန်မာစကားရဲ့အတန်မှာငတ်သက်အတန်မတူတာဟာလဲစောစောကကာကြီးအသက်အတန်မှာလိုပဲအာခေါင်ပြော့နေရတဲ့အာခေါင်မာနေရအတန်ထွက်ရဌာနမတူလို့ဖြစ်တာလို့ဆိုပါတယ်။အခါ is ဒီပြောင်းလို့ပဲအန်ဆာလည်းပဲအင်းဒီပြောင်းသွားတယ်ဗျာ။ရတဲ့တန်ပြောင်းသွားတယ်။တနည်းအားဖြင့်ရှေ့ဦးတိုးပြောတာ။ကျွန်တော်တို့ပြောတာကနောက်မှပြောတယ်။ အောင်လို့နောက်တန်းနဲ့ပြောတယ်အာရုံမှာအာရုံပြောတဲ့နဲ့ပြောတယ်တင်းလို့ပြောတာကရှေ့ကိုရောက်သွားပြီသွားရင်တန်းနဲ့ရှေ့တန်းနဲ့ပြောတယ်ကနဲ့ငါရဲ့အတန်ဟာအာကောင်ပြော့နေရမှာဖြစ်တဲ့အတွက်ကတက်နဲ့ငါတက်အတန်ကိုလည်းအာကောင်ပြော့နေရနဲ့ရွတ်ဆိုတာကပိုပြီးသဘာဝကျတယ်လို့ဆရာကြီးဦးထွန်းတင်ကဆိုပါတယ်ဒါကြောင့်ရောနေကအတန်ဟာရှေးပမာရီရွတ်ဆိုခဲ့တဲ့အတန်မူလအတန်ပိုပြီးတော့စနစ်ကျတဲ့အတန်မပြတ်မယွန်းသေးတဲ့အတန် ဖြစ်တယ်လို့ယူဆကြောင်းဆရာကြီးဦးထွန်းတင်ကဆိုပါတယ်ခင်ဗျာဒီတစ်ပတ်နားကြပါဦးမယ်